ဒီကိုရောက်လာအမေအမေကိုကူညီပေးခြင်းလို့ရောက်လာခဲ့တာဒါပေမဲ့အမေဘာမှပြောခဲ့ပါဘူးဒီမဒီမမအမေရဲ့ဆရာဒီမအမေတို့ဆိုဗီဒီယိုရောက်လာပေါ့နော်ဒါပေမဲ့အမေကအပူပေးတယ်လို့ပဲဖြစ်နေရပေါ့နော်အမေလည်းပြောပြခြင်းမှာကျိုးစားပြီးအစီအစဉ်နေကြည့်ရပေါ့နော် ရောက်တဲ့အိမ်ဒီမှာလည်းကြိုးစားပြီးအဆင်မြေကူညီတောင်းခံတာပါသူအိမ်နဲ့လည်းသူဆက်တွဲပြတ်နေပါတယ်သူမိသားစုနဲ့အဆက်တွယ်ရဖို့အတွက်ညီပေးပါလို့မြမလေးရအရန်ကုန်ရောက်ပြီးတော့ရန်ကုန်မှာ6လလောက်တော့ညီမနေခဲ့ရပါတယ်ညီမစာအုပ်ညီမလှုပ်ပြီးတော့ရန်ကုန်မှာ6လလောက်နေပြီးတော့ညီမရန်ကုန်အေးချင်းနေနေပေါ့ဒီဒူပန်းကိုရောက်တာ6လလောက်ပဲရှိပါသေးတယ်တတိမလည်းညီမရဲ့ဖုန်ပဲပြီးတော့ရုံးပြန်ဖို့ပြောပါတယ် ကိုဘာသာဘူးရုံကန်းကားပြီးပြန်လဲပါတယ်ရုံရောက်ပြီးတော့ဒုတိယရင်ကိုထပ်ပို့ခဲ့ပါတယ်ဒုတိယအိမ်မှာဈေးတဲ့နေကြောင်းခဏခဏမူးလဲတယ်ခဏခဏဖျားပါတယ်အဲ့ဒါယူလဲရုံကိုပြောပြခဲ့ပါတယ်ဒါပေမဲ့ရုံကလုံးဝတာဝန်ယူမရှိခဲ့ပါဘူးတတိမာခဏခဏမူးလဲပြီးဖျားနေတော့သူမကြိုက်လို့ရုံနောက်ထပ်ထပ်ဂျင်းထပ်ပြီးပို့ခဲ့ရပေါ့နော်ပို့ခဲ့ပြီးတော့အခုဒုတိယအိမ်မှာညီမရင်မကူတက်ပါဘူး အမကလေးရပါတော့ယူကူခိုင်းနေအဲ့လိုမျိုး complain ညီမတက်တယ်ပေါ့နော်ပြီးတော့အေးမွားတာအစားပုံမများတာ complain တက်ခဲ့ပါတယ်ဒါပေမဲ့ရုံးကဘာမှဖြစ်ရှင်းပြခဲ့ပါဘူးအဲ့ဒါကြောင့်ညီမတတိမခရီးသွားပြီးပြန်လာရင်ညီမညီမရဲ့ထုတ်တွေအကုန်လုံးတတိမကိုပြပြီးတော့ရုံးကိုတက်စီနဲ့ပြန်ခဲ့ပါတယ်ရုံးရောက်တော့ တမျိုးလက်ဖွဲ့နှိပ်ခိုင်းပါရဲ့စာရွက်ဖြူပေါ်မှာစာရွက်ဖြူပေါ်မှာလက်ဖွဲ့နှိပ်ခိုင်းပြီးတော့အဆောင်ပို့ခဲ့ပါတယ်နောက်နေ့မနေ့မှာရုံးပြန်ရောက်လာပြီးတော့အမှုလေမှုနဲ့တရားဆွဲမလို့ပြောခဲ့ပါတယ်ရှင်းနေလို့လည်းပြောပါတယ်အဒီအတွက်တမီးရဲ့လာစာနဲ့တမီးလာစာ3500ရတာပါဒါပေမဲ့ရုံးကတမျိုးထောင်းနေရပဲပေးရပါအဲ့ဒီအကြောင်းကြီးရဲ့နောက်ပြီး agent တွေကိုပေါ့နော် agent တွေကိုလာပြနှစ်လားပြပေးရပါအဲ့ဒါတော့ရန်ကုန် agent မှာ သူတို့ကျမလာပြက်နှစ်လပေးရတဲ့အကြောင်းပြောပြီးတော့ဒီမှာဒီပစ္စောမရောနိုင်ဘူးဆိုတဲ့အကြောင်းတော့ပြီးတော့ဘာမှတာဝန်ယူမှုမရှိလို့မရောနိုင်ဘူးလို့ပြောလိုက်တဲ့ချိန်မှာကျမမတည့်ရနေရပို့လိုက်ပါတယ်ပို့ပြီးတော့အခန်းခုနှစ်ရပိတ်ထားပါတယ်အစာကျွေးပါရေးတိုက်ပါပဲဒါပေမဲ့ပြတင်းပေါက်တစ်ခုပဲရှိတဲ့အခါပြတင်းပေါက်ကိုဖွင့်ကြည့်တော့အယမ်းမြင့်ပါအဲ့ဒါကြောင့်ရုံးကိုပြန်လာခဲ့ရပေါ့နော်ရုံးပြန်ရောက်ပြီးတော့ တော့ပြန်ရောက်ပြီးတော့ကျွန်မတို့တို့အတန်တွင်ခိုင်းနေပေါ့နော်ပြီးတော့ဒီအလုပ်ပြန်လုပ်မယ်ဆိုပဲအကြောင်းပြောပြောဖုန်းတိမ့်ထားပါတယ်ဖုန်းရဲ့ passport ရဲ့ညီမရဲ့မပုံနေအကုန်လုံးတိမ့်ထားရပေါ့နော်တိမ့်ထားပြီးတော့ညီမတို့နောက်တဲ့အိမ်ထဲလိုက်ပါတယ်နောက်တဲ့အိမ်မှာဖုန်းပြန်တော့ဖုန်းမပေးလို့ဆိုပြီးစကန်ကိုသွားခဲ့ရပါညီမမပစံနဲ့တပြားမမပါပါဘူးညီမရဲ့ဒီလိုအရာကိုပြောပြလိုက်တော့စကန်ကလည်းရုံးပြန်သွားဖို့ပဲပြောခဲ့ပါတယ် ဒီအမရဲ့တွေ့ရပါတော့သူတို့ရဲ့အကျိုးကြောင့်ပြောပြပြီးသူတို့ရကဲတင်ထားတာပါကြည့်ရှုနေရအခုအမရဲ့လည်းညီမပြန်ရဖို့စောက်ပြန်ရဖို့နဲ့ဖုန်းပြန်ရဖို့အတွက်ဒီတန်ယုံမှရှိရအခုအမရလည်းတစ်ချက်လောက်ကူညီပေးပါနော်ညီမလာပြက်ပေးရတာယုံထိုင်ဒီယုံမှရှိရညီမစေရေးမှပါဒါပေမဲ့အထိယုံထိုင်စေရေးမှလည်းညီမဘက်ကမရှိပါဘူးယုံမှလုံးလုံးတဲ့အတွက်ယုံဘက်ကပဲပါပေးခဲ့ပါတယ်သူ့ကိုလည်းနလာပြက်ပေးရတဲ့အကြောင်းယုံကိုလည်းပြောပြခဲ့ပါတယ် ဖုန်းလည်းအခုချိန်ဒီညီမမှာဖုန်းမရှိပါဘူးအိမ်ကိုလည်းလုံအောင်ဆက်သွယ်လို့မရပါဘူးတန်ယုံကို25သိန်းချင်းပေးရမယ်လို့ပြောပြီးတော့25သိန်းချင်းပေးလိုက်တာပါနောက်ပြီးတော့တပတ်လောက်ညောသွားလင်လက်မှတ်ဖို့ဆိုပြီးထပ်တောင်းတာပါအဲ့ဒါလည်းညီမပေးလိုက်ပါတယ်ဒါပေမဲ့ညီမမှာပတ်စံမရှိပါဘူးနောက်ထပ်16သိန်းကိုညီမအမေစီအနေတောင်းပြီးတော့အမေအတူနဲ့ရှင်းပြပေါ့နော်သူ့လွယ်ပြီးခဲ့ဒီကိုရောက်လာအမေ အမေကိုကူညီပေးခြင်းလို့ရောက်လာခဲ့ရတယ်ဒါပေမဲ့အမေဘာမှပြောခဲ့ပါဘူးကျွန်တော်ကျွန်တော်ကအမေရဲ့ဆရာအစ်မအမေတို့ဆိုရင်ဒီရောက်လာဖို့နဲ့ဒါပေမဲ့အမေကိုအပူပေးတယ်လို့ပဲဖြစ်နေရပေါ့နော်အမေကိုလည်းပြောပြခြင်းမှာကျွန်တော်သာပြောအစီအရာနေကြည့်ရပေါ့နော်ရောက်တဲ့အိမ်ကလည်းစူးစမ်းပြအစီအရာနေတယ် ကျွန်မကျမရေမကောင်းပါတော့အဲ့လိုမျိုးပဲကျွန်မပြင်ချင်တာပါဒီတဲ့ဆိုနှစ်ပြည့်အထိအဲ့လိုမျိုးသူတို့ရနှစ်ပြည့်အထိစာချုပ်ဆိုအရှိပါတယ်အခုအဲ့ဒါကိုဟောတော့လက်မှတ်ထိုးတာအတွက်ညော်ခြင်းမွေးဆိုပြီးတောင်းတာပါဒါပေမဲ့ညီမလက်စာ3500မဟုတ်ပါဘူးသူတို့ရုံကဖြတ်တယ်ဒါကိုကျွန်မနားလဲပါတယ်ဒါပေမဲ့ကျွန်မပြင်ဖို့အတွက်သူတို့တော့မယူမှမရှိတာအဲ့ဒါကြောင့်ကျွန်မပြင်ချင်တာပါ ကျမမဘုံနဲ့ဗညာဖုန်းပတ်ဆိုးအစားသူတို့ယူထားတာပါကျမမရဲ့ဖုန်းနဲ့ပဲကိုလည်းသူတို့ပေးမပေးပါဘူးဘာမှညီဖုန်းမောင်နဲ့မလည်းမရှိပါဘူးအဲ့လိုကြောထနောက်ခံလည်းမရှိဘူးညီမမရအပင်ဆိုင်တာပေါ့နော်သူကအဲ့ဒီအလုပ်တစ်ခုပဲရှိရတယ်ပဲညီမကိုကူညီဖို့ညီမရှိမှသူပတ်စံသက်ခွနဲ့တည်းရှိပြီးတော့သူအဲ့ဒီအမကိုပေးခဲ့ရပါတော့သူအများကြီးလုပ်ပေးခဲ့ပါတယ် ဒီနောက်ပဲဆက်သွယ်မရတော့ပါဘောနော်ဒီနေ့အတွက်အဟောဆုံးဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်ရှေ့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးချားကိုတောက်ရောက်ပြီးအလုပ်လုပ်ကြမယ်ညီငယ်ညီမငယ်လေးတွေအတွက်အော်ဂရုပိစရာဖြစ်မဲ့ကိစ္စလေးတွေအချက်ကလေးတွေပါမယ်လို့ညီမကယူဆပါတယ်အဲဒီကိစ္စရဲ့ဒီဖြစ်ရမှန်ကြတော့ကာကရှင်နှစ်ဦးကလွဲပြီးတော့ဂျန်တဲ့သူရတော့တည်ချာသိနေမှာမဟုတ်ပါဘူးရှင်အမမန်ကိုတော့ဘာမှမပြောလို့ပါဘူးရှင်ဘာဖြစ်ဖြစ်ယူဆိုင်ဆရာရှိတဲ့အချက်ကလေးတွေပါဝင်နေရကြောင့်မို့လို့အာတခြားသောညီငယ်ညီမငယ်လေးတိအောင်ရှင်းအောင်လုပ်ပေးလိုက်ရပါရှင်